ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အိမ်မှာရှိနေတဲ့ငရုတ်တီပေါ်မှာတရေစာသဘောလေးစားလို့ရအောင်ငရုတ်တီနှံကက်ကြော်လေးလုပ်ပြมาဖြစ်ပါတယ်ပြင်းတော်တင်ရမမွေးလေးနဲ့ကျွန်တော်ငရုတ်တီနှံကက်ကြော်ချွတ်ချွတ်ရွရွလေးကလည်းကတွင်းမိန်စင်မဲ့အစားအစာတစ်ခုဖြစ်လို့ကျွန်တော်အားလုံးကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာလုံနီကအရန်လွယ်လို့အားလုံးလိုက်လှုပ်ရှားကြရအောင်ပါ အရင်ဆုံးကျွန်တော်ကပုတ်ပတ်ဆူနေတဲ့ရင်ရွေးအိုးကိုကျွန်တော်မှရှိနေတဲ့ငရုတ်တီကြောက်လေးတွေကိုကျွန်တော်7မိနစ်15မိနစ်ခန့်ပေါ့နော်ကျွန်တော်ပြုတ်လိုက်ပါတယ်အရင်ဆုံးပြုတ်တဲ့အခါမှာလည်းကျွန်တော်တို့ဇွန်လေးနဲ့ပေါ့နော်ဒီငရုတ်တီလေးဒီရင်ရွေးထဲမှာနှစ်သွားအောင်လို့လည်းတခြားလေးမှုေပေးဖို့လိုအပ်ပါတယ်ပြီးရင်ပြုတ်သွားပြီလို့ကျွန်တော်ဒီလိုမျိုးရေလေးခန်းလာပြီးတော့ဒီလိုငရုတ်တီလေးတွေကအကုန်လုံးပွားသွားပြီဆိုလို့ရှိရင်တော့ ကက်ကြီးလေးနဲ့ကျွန်တော်နှစ်ချမ်းခွဲမယ်ပေါ့နော်ကျွန်တော်တို့ခွဲတဲ့အခါမှာလည်းကျွန်တော်တို့လက်အိတ်ကိုတေချာလေးစွပ်ပေးဖို့လိုပါတယ်လက်အိတ်မစွပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ဘဝစာလုံးနောင်တာတော်တော်ရသွားမှာပါဘာလို့လဲဆိုရင်ကျွန်တော်လက်အိတ်စွပ်ပြီးလုံနေရင်းထဲမှာစိတ်မစီလို့လက်အိတ်ချွတ်ပြီးတော့ဒီအကောင်လုံးကိုခွဲတယ်ပေါ့နော်ခွဲတော့လက်ကပူဇက်ပူလောင်နဲ့နှစ်ရက်လောက်တော်တော်လေးကိုအဆင်မပြေဘူးညီရဲပြီးတော့လုံးဝအဆင်မပြေဘူးဒါကြောင့်မို့လို့လက်အိတ်စွပ်ပြီးတော့တေချာလေးခွဲကြဖို့အကြံပြုချင်ပါတယ်ခွဲပြီးပြီဆိုလို့ရှိရင်ရေထပ်မစေးတော့ဘူးပြီးလို့ရှိရင်တော့ပြောင်းကုန်မှုအနေငယ်ထဲမယ် ပြီးရင်တော့အချုံမုတ်အနေငယ်ထဲပါမယ်မုတ်သားများစားခြင်းနဲ့ဆိုလို့ရှိရင်တော့ပို့ထဲပါပြီးရင်တော့စားအနေငယ်အချုံမုတ်အနေငယ်ပြီးရင်မြေပဲထောင်းထားတာလေးထဲပါမယ်ပြီးရင်တော့နှမ်းလေးထဲပါမယ်ခင်ဗျာဒါကလွလွကူကူရိုးရှင်းနဲ့ပါဝင်ပစ္စည်းအနေငယ်လေးနဲ့တေချာလေးလုတ်ပြထားတာဖြစ်ပါတယ်ပြီးရင်တော့လက်အိတ်ဆွပြီးလို့ရှိရင်တေချာလေးနေလိုက်ပါမယ် ပြီးရင်တော့တေချာနေပြီဆိုလို့ရှိရင်တော့ခဏလေးကျွန်တော်ထားလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ကတော့ပြင်တော့တင်ရွက်နဲ့မြေပဲဆန်လေးကိုကျွန်တော်ကြော်ပါမယ်ပြင်တော့တင်ရွက်ကကျွန်တော်ဒီငရုတ်ဒီနှံကကြော်လို့လို့ပရစ်ကြော်လို့လို့ဆိုအရန်ကိုလိုက်ပတ်တယ်သူကအနံ့မမွေးလေးနဲ့ဆိုတော့အရန်လဲစားကောင်းတယ်ကြွကြွမမွားလေးနဲ့ဆိုတော့ပို့ပြီးတော့ကိုမွေးပြီးတော့စားကောင်းပါတယ်ဒါကပြင်တော့တင်ရွက်ကိုစီကူပူထဲမှာခဏလေးထည့်မယ်ထည့်ပြီးဆိုလို့ရှိရင်တော့သူ့အရွက်ကကျွန်တော်တို့ ဆိုပြီးတော့ပေါ့နော်ကျွတ်သွားတယ်လုံအောင်ကိုတီးသွားခြင်းမရှိဘူးဒါမဲ့ဟိုအရန်ကြသွားရင်တော့အဆင်မပြေဘူးပြီးရင်တော့မြေပဲလေးထည့်ပါမယ်မြေပဲကလည်းကျွန်တော်တို့ဟိုအစိမ်းထည့်လို့ရှိရင်တော့ပြင်းတော့တန်ရွံ့နဲ့လုံပြီးတော့ကြော်လို့မရဘူးပေါ့နော်ကျွန်တော်ကတော့ကြော်ပြီးသားဝယ်လာရတဲ့အကြောင်းမလို့တခြားလေးကျွတ်သွားအောင်နည်းနည်းစီလေးနဲ့လှိပ်ပေးလိုက်တဲ့သဘောပါပဲဒါဆိုလို့ရှိရင်အားလုံးပြန်ပြီးတော့ဆယ်ထားလိုက်ပါမယ်ခင်ဗျာငရုတ်တီကိုကြော်ပါမယ်ငရုတ်တီကြော်တဲ့အခါမှာကျွန်တော်ခုနကပြင်းတော့တင်ရွက်ကြော်ထားတဲ့စီနဲ့ပဲကျွန်တော်ပြန်ကြော်တယ်စီနဲ့လို့ရှိရင်တော့ပိုထဲပေါ့နော်ကျွန်တော်ကြော်တဲ့အခါမှာစီကနည်းနည်းလေးနဲသွားတယ် စီပူလာမထည့်လို့ရှိရင်ပိုကောင်းပါတယ်စီပူလာလို့ရှိရင်ကျွန်တော်တို့စီပူပူထဲမှာထည့်လိုက်လို့ရှိရင်အရန်ကြီးစောက်စရာမလိုပဲနဲ့သူကစီရဲ့အပူစိန်နဲ့ဟိုပွားတက်လာတယ်ပြီးလို့ရှိရင်ကျွတ်ရွသွားပြီးတော့ဟိုမှွေးတက်လာတယ်ပေါ့နော်ကျွန်တော်ငရုတ်တီကြော်တယ်လို့အနံ့မျိုးမရောက်တော့ပဲနဲ့ လုံးဝကိုမြေပဲနှံ့လေးထွက်လာတယ်ပြီးလို့ရှိရင်နှမ်းနှံ့လေးထွက်လာပြီးတော့မွမွေလေးနဲ့ကြွကြွရွရွရလေးနဲ့အရန်ကိုစားကောင်းပါတယ်ဒီထက်မဟုတ်တာအနှစ်လေးများများပိုစားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေအနှဲငယ်နဲ့ကျွန်တော်တို့အကြော်မဟုတ်လေးအနှဲငယ်ပိုထည့်ပေးဖို့လိုအပ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကြော်ပြပြဆိုရင်ကျွန်တော်ကတော့ဆယ်ထားလိုက်ပါမယ်ပြီးလို့ရှိရင်ခုနကကြော်ထားတဲ့ပြင်တော့တန်ရွမ်းနဲ့မြေပဲဆန်လေးပါထည့်ပြီးတော့လုံးပြီးတော့ကျွန်တော်ကတော့ရောပြီးတော့မှွေလိုက်ပါမယ်ဒါကတော့လက်နဲ့မှွေလို့ရှိရင်တော့လက်ပူမှာစိုးရင်ရတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကတော့ဇွန်နဲ့ပဲမှွေပါတယ် ပြီးလို့ရှိရင်တော့ကျွန်တော်တို့နည်းနည်းလေးအေးခံသွားမယ်အေးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုးဘူးလေးတွေနဲ့ပေါ့နော်ပြီးရင်ပုံလေးတွေနဲ့ထည့်ထားမယ်ဆိုရင်ကြာစီလဲစားလို့ရပါတယ်ခင်ဗျာ